အာနာသိန်းစစ်ကောင်စီဟာပြည်ပနိုင်ငံကိုအလောက်ကင်အခွင့်လန်းအတွက်သွားရောက်လုပ်ကင်မဲ့လူငယ်တွေနဲ့ခွင့်နဲ့ပြန်လာတဲ့အလုပ်သမားတွေကို ပြန်လည်ထွက်ခွာခွင့်မရအောင်ပုံစံမျိုးစုံနဲ့ကန့်သတ်မှုတွေလှုပ်ဆောင်နေပါတယ်။ဇွဲတစ်သတင်းပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီအနေနဲ့ပြည်ပကိုလုံသားအစ်တွေတွားရောက်တာကန့်သတ်တာတွေရှိနေသလိုပြည်ပကနေခွင့်နဲ့ပြန်လာသူတွေကိုပါထိန်းချုပ်ကန့်သတ်တာတွေကြောင့်ပြည်ပထွက်ခွာမဲ့အလို့သမားတွေအခက်တွေ့နေတယ်လို့သိရပါဗျ အထူးသဖြင့်ပြည်ပအလုပ်ကိုင်လောသမားတပ်သိကံလက်မှတ် OWIC ကတ်ထုတ်ပေးတာကိုကန့်သက်တာနဲ့အချိန်ကျန်ကြာတာတွေကြောင့်ပြည်ပထွက်မဲ့သူတွေအခက်တွေ့နေပြီးခွင့်ပြန်အလုပ်သမားတွေလည်းလုပ်ငန်းခွင့်အချိန်မီပြန်ဝင်မှုမမီလာကြောင်းအလုပ်ပြုတ်တာတွေလည်းကြုံနေရပါတယ်အတက်လောက်ခွင့်လဲအခုချိန်ထိတိမ်လို့မရသေးဘူးဒါပေမဲ့အပြင်မှာတော့အင်ဂျင်စီယာတစ်ဆင့်မဟုတ်ဘဲနဲ့ပွဲစားတွေကနေပြီးတော့ မိမိအစီအစဉ်နဲ့မိမိတင်လို့ရတဲ့လူတွေရှိတယ်လို့တော့ပြောတယ်ခွင့်ပြန်နေလဲအပြင်ကနေပြတင်လို့ရတဲ့လူရှိရှိတယ်လို့တော့ပွဲစားတွေကပြောတာပေါ့နော်ဂရုတွေထဲမှာတော့ online စီကလုတ်ခွင့် group ထဲမှာဒါပေမဲ့အပြင်မှာတကယ်ညီမောင်တငယ်ချင်းတွေမှာခွင့်နဲ့ပြန်လာတဲ့လူတွေလည်းပြန်ထွက်လို့မရတဲ့လူတွေအများကြီးပဲ online စီကလုတ်ခွင့်တင်လို့မရသေးတဲ့လူတွေရောတင်ထားပြီးတဲ့အဲပွဲစားနဲ့တင်ထားပေမဲ့လည်းတင်ထားပြီးတော့ကတ်ပြန်ကြမလာလို့ဟိုဘက်ကနေအလုတ်ပြုတ်သွားတဲ့လူတွေလည်းအများကြီးရှိရရှင်နိုင်ငံပေါင်းစွာပေါ့နော်ပြန်လာပြီးဟိုဘက်တတိယပြန်ပြီးတော့မဆောင်နိုင်တော့ဘူးဒီဘက်ကလည်းကတ်ကလုတ်ခွင့်တင်ထားတယ်ဒါပေမဲ့ခွင့်ပြန်တဲ့ online စီကမရလို့တတိယ လုံးဝမဆောက်ပေးနိုင်လို့ကန်ဆယ်လုပ်ချပလိုက်တဲ့အလုပ်ပြုတ်သွားတဲ့လူတွေလည်းရှိရဲ့စစ်ကောင်စီကပြပကိုလောက်သမားဆေးလွတ်တာနဲ့ပတ်သက်လို့အေဂျင်စီတွေကနေတက်ဆိုင်ရာနိုင်ငံတစ်ခုချင်းအလိုက်တလားမှာအလုပ်ခေါ်စာတင်ရမယ့်ဥယျာဉ်ကိုမက်ရှလာကစပြီးကန့်သတ်ထားပါတယ်။ပြည်တွင်းမှာလောက်သားရှားပါမှုရှိနေတယ်လို့စစ်ကောင်ဆောင်ကထုတ်ပြောထားပြီးပြပထွက်အလုပ်လုပ်မဲ့သူတွေကိုကန့်သတ်ထိန်းချုပ်တာတွေပိုလွတ်လာတယ်လို့ပြပလုပ်ကိုင်အေဂျင်စီတွေကပြောပါတယ်။လုပ်ငန်းရှင်တို့ကိုစား DPP သတင်းထောက်ကပြောပြပေးမှာပါ။ ပြည်ပကိုထွက်မဲ့အလုသမားအလုံးပေါင်း4000ကျော်5000နီးပါးရှိတဲ့နေရာမှာအလုသမားဝင်ကြီးတက်လာပြီးနောက်ပိုင်းဖေဖော်ဝါရီ14ရက်နောက်ပိုင်းထက်ခွာခွင့်ကိုပိတ်လိုက်တယ်အခုချိန်အထိကိုမဖွင့်သေးဘူးဒါကြောင့်အလုသမားတော်တော်များများအောက်လန်းကနေသွားကုန်ကြတာအခုအသက်18နှစ်ကနေ35နှစ်အထိအမျိုးသားတွေအလုသွားလုခွင့်ကန့်သက်ထားပြီးတော့ OWIC ကတ်ကြပြီးသားတွေလည်းထပ်မရဘူး AG စင်ရီအကုန်ဒုက္ခရောက်တာပေါ့အလုသမားတွေလည်းအကုန်ဒုက္ခရောက်တယ်ပတ်စံတွေလည်းခြေပြီးသွားပြီးအကုန်လုံးမပ္ပတာမြေလူဖြစ်နေပြီခွင့်ပြန်အလုသမားတွေပြန်လွတ်တာကိုလည်းရှော့ထားတယ် OWIC ကပြုလုပ်ခွင့်တင်ပြထားတာတွေကိုမတ်လ20ရက်ကစပြီးအစီအစဉ်အလိုက်ပြုလုပ်ပေးမယ်လို့အလုံသမားဝန်ကြီးဌာနကကြေညာခဲ့ပေမဲ့ပြုလုပ်ခွင့်ကိုအလုံသမားရဲ့အတွက်အနေငယ်သာချပေးခဲ့တာဖြစ်ပါတယ်။ပြည်ပကနေခွင့်ပြန်လုပ်သမားတွေပြန်လည်ထွက်ခွာခွင့်မရလို့အချိန်မီလုပ်ငန်းခွင့်မဝင်ရောက်နိုင်တာကြောင့်အလုံသမားအချို့အလုံလက်မဲ့ဖြစ်သွားသလိုလင်းလက်မဲ့အပါအဝင်ငွေကြေးဆုံးရှုံးမှုတွေကြုံနေရတယ်လို့လည်းအလုံသမားတွေကပြောဆိုနေကြပါတယ်။ကျွန်တော်ဇွဲသစ်ပါ